ရန်ကုန်စိတ်ကမ်း၏နနက်ခင်းကောင်းကင်သည်ဘုံမှုတီတာ၏နှလုံးသားကဲ့သို့ပင်မျိုးမိုင်းနေခဲ့သည်သူမ၏မောင်ဖြစ်သူအောင်ကျော်တယောက်တန်နိုင်များနောက်ွယ်တွင်ချုံနောင်ခံထားရသည်မှာသုံးရရှိပြီဖြစ်သည်စိတ်ခိုးမှုဆွဲချက်သည်တာမန်အမှုလေးတစ်ခုခုထင်ရတော်လဲအလွန်မင်းမမှန်မကန်ဖြစ်နေသည်ဟုသူမခံစားနေရသည် တက်မတော်ကြီးတွင်ဗိုလ်မှူးအဆင့်ဖြင့်တာဝန်ထမ်းဆောင်နေသောတီတာတယောက်ဤဖြစ်မှန်ကိုလက်မခံနိုင်ခဲ့ပေထိုနယ်နဲ့တွင်သူမသည်ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် လေ့ကျင့်ရေးအစီအစဉ်များရေးဆွဲနေရမည်ဖြစ်သည်သို့သောရန်ကုန်မြို့ဤစုညံမှုများနှင့်အလံဝေးကွာလှသော ကလောမြို့အနီးတောင်ချေရွာလေးမှ ဖုံးခေါ်ဆိုမှုတစ်ခုကအရာရာကိုပြောင်းလဲစေခဲ့သည်သူမ၏မိခင်က တုံ့ပြန်နေသောအတန်ဖြင့်အောင်ကျော်အဖမ်းခံရကြောင်းပြောပြခဲ့သည် ဆွဲချက်ကပြင်းထန်သည့်ရွာတွင်ဩဇာရှိသလိုလူတိုင်းကြောက်ရွံ့ရသောမွေးမြူရေးခြံပိုင်ရှင်ဦးလာမောင်၏စိတ်ကိုခိုးယူမှုဖြစ်သည်တီတာသည် သူမ၏မောင်အောင်ကျော်အကြောင်းကို အသေးစိတ်သိသည်အသက်25နှစ်အရွယ်ဆက်မှုလက်မှုအထက်တန်းကျောင်းဆင်းတယောက်ဖြစ်ပြီးကိုပိုင်ဝတ်လျှော်လေးဖွင့်ရန်ရိုးရှင်းသောစထားစရာရှိသူဖြစ်သည်အောင်ကျော်သည်ဥပဒေနှင့်တခါမှပြဿနာမရှိခဲ့ဘူးသလို သူတစ်ပါးပစ္စည်းကိုလည်းမတတ်မတ်ခဲ့ပေသူသည်လိန်ပြောရန်ပင်မတတ်သည့် ရိုးလွန်းသူတစ်ယောက်ဖြစ်သည်တီတာဤစိတ်ထဲတွင်အတွေးများလှမြန်စွာလဲပတ်သွားသည်တခູ່ခုတော့လွဲချော်နေပြီဟုသူမတွေးလိုက်မိသည်ရွာသို့ရောက်သည်နှင့်တီတာသည်မိခင်ဖြစ်သူထံချက်ချင်းသွားတွေ့သည်အိုမင်းနေသောမျက်နာသည်ဝမ်းနည်းမှုများဖြင့် ြင်းနဲ့နေသည်အောင်ကျော့ကိုထောင်ချောက်ဆင်လိုက်တာသမီးရဲ့ဟုမိခင်ကတိုးနှင်းစွာဆိုရင်မျက်ရည်များကပါးရည်နားရည်တွန့်နေသောပပင်ပေါ်သို့စီးကြလာသည်စိတ်ကသူ့တဲဘေးမှာရုတ်တရက်ရောက်နေတာမင်းညားကမရှိပါဘူးတီတာသည်နေမြေခံရဲစခန်းသို့တွားရောက်ခဲ့သည်ထိုနေရာတွင်စခန်းမှုဖြစ်သူရဲအုပ်ပတင်နှင့်ရင်ဆိုင်တွေ့ရသည်ကိုလုံးကိုယ်ရဲတုတ်ခိုင်ပြီးကြက်တဲနေသောယူနီဖောင်းကိုဝစ်ဆင်ထားသည့်ရဲအုပ်ပတင်၏ပုံစံသည် မောင်မာထောင်လွားသောအသွင်ကိုပုံမူထင်ရှားစေသည်သူကစပွဲနောက်တွင် ခြေချိတ်ထိုင်ရင်းတီတာကို အထင်သေးသောအကြည့်ဖြင့်ကြည်နေသည်ဒါဆိုခမည်းကအောင်ကြော့အမလားဘာတိဤအတန်ကလေးလံပြီးချင်းချောင်းမှုများပါဝင်နေသည် ရှင်းနေတာပဲလေတက်တေကံပစ္စည်းလဲကျွန်တော်တို့လက်ထဲမှာရှိတယ်တက်တေလဲရှိတယ်ခမည်းမောင်ကတခိုးပဲ တီတာသည်ဒေါသကိုထိမ့်ချုပ်ထားလိုက်သည်သူမ၏တာဝန်ကြရာနေရာတွင် သူမသည်လေးစားခံရသော အတ္တဥဖြစ်ကြောင်းသူမသိသည်သို့သောဤကဲ့သို့သောအချင်းပြဲ့ဝန်ထမ်းတဥရှိတွင် သူမသည်ပါနှက်စွာကစားရမည်ဖြစ်သည် သူမသည်တည်ငြိမ်စွာနေရင်ပဒင့်ဤအမူအရာတိုင်းကိုအကဲခတ်နေလိုက်သည်တောင်းပန်ပါရဲ့ရှင်ကျမအမောင့်အကြောင်းကိုသိပါရဲသူကတခိုးမဟုတ်ပါဘူးတီတာဤအတန်ကညဉ့်ညာနေတော်လဲ ဖုံးကွယ်မရသောပြက်သားမှုတစ်ခု ပါဝင်နေသည့်အမှုတွဲဖိုင်နှင့်တက်တေကံပစ္စည်းတွေကို အသေးစိတ်ကြည့်ရှုခွင့်တောင်းချင်ပါသည်။ပတိင့နှာခေါင်းရှုံလိုက်သည်ဘာအတွက်လဲအာလုံးရှင်းနေတာပဲကျွန်တော်အချိန်တွေလာမဖြုံးနဲ့။ဒါကကျမမောင်ရဲ့လွတ်လပ်ခွင့်နဲ့တက်ဆိုင်နေပါတယ်ရှင့်မိသားစုဝင်တယောက်အနေနဲ့ဒီအမှုရဲ့ရှင်းလင်းမှုကိုတီးခွင့်ရှိပါတယ်။တီတာက ပြန်လဲခြေပလိုက်ရာအတန်ကအနေငယ်မြင့်တက်လာသည်။ ပတင်းကသူမကိုစူးစိုက်ကြည့်လိုက်သည်တိတ်တက်တယ်မလုံးနဲ့ကျွန်တော်တို့ကအာနာပိုင်တွေဘာလို့ရမယ်ဆိုတာကျွန်တော်တို့သိတယ်ဒါမှမဟုတ်ခမားလဲဒီအမှုမှာပါနေလို့လားထိုစကားသည်ဓက်စီကိုမိဘပစ်လိုက်သလိုပင်တီတာအသက်ကိုပြင်းပြင်းရှူလိုက်သည်အချိန်က သူမရန်ကုန်တွင်တာဝန်ထမ်းဆောင်စဉ်ဘတ်တင်နှင့်ပြည်တနာဖြစ်ခဲ့ဘူးသည်ကို သူမတရားလိုက်သည် ထိုစဉ်ကဘတ်တင်သည် ဈေးတစ်ခုတွင်ငွေညစ်မှုတစ်ခုနှင့်ပတ်သက်နေခဲ့သည့်ထိုအချိန်ကဘိုးကြီးအဆင့်သာရှိသေးသောတီတာသည်မတည်ဤမတမာမှုကိုလူအများရှိတွင် ဖော်ထုတ်ခဲ့ပြီးစစ်ရဲထံသို့ပင် အနှံခဲ့ဘူးသည့်ထိုအဖြစ်ပြက်ကြောင့်ဘာတင်သည်ဤကဲ့သို့သောတောမြို့လေးသို့ပြောင်းရွှေ့ခံခဲ့ရသည်ရစားချေခြင်းတွင်သည်ဘာတင်ဤမျိုးလုံးထဲတွင် ရှိနေသောအရာဖြစ်သည့် သူ၏ညီမြန်းနေသောမျက်နာနှင့်ပြင်းထန်နေသောအသက်ရှူသန်တို့သည်နှစ်ပေါင်းများစွာမျိုးသိပ်ထားသောဒေါသကိုထင်ဟပ်နေသည်။ကောင်းပြီလေဒါဆိုရင်ကျမဒီထက်မြင့်တဲ့ဥပဒေကြောင့်အရာအေးအေးယူဆောင်ရွက်သွားပါမယ်။တီတာ၏အတန်ကအေးဆက်ပြီးတေးစီနိုင်လောက်အောင် ပြင်းထန်နေသည်။သူမသည်လှဲ့ထွက်ကာထိုခန်းထဲမှခြေလန်းကျဲကြီးများဖြင့်ထွက်ခွာသွားခဲ့သည်။ပတင်းတယောက်သူမ၏ချင်းချောက်စကားကြောင့်မှင်တက်ကြံရစ်ခဲ့သည်။ တီတာဤနှလုံးသားသည်လှုပ်ရှားနေသည်ဤအမှုသည်တာမန်စိတ်ခိုးမှုမဟုတ်ကြောင်းသူမတိလိုက်သည်ဤဒီမှာသူမကိုခြောက်လန့်နေသောအတိတ်ကလက်စားချေမှုပုပ်ကိုရေးတိုက်ပွဲတစ်ခုဖြစ်သည် သူမ၏စိတ်တက်သည်တန်မဏိကဲ့သို့မာကျောသွားသည် သူမမောင်ကိုလွမြောက်အောင်လုပ်မီညီမြပင်ကြီးမားသောအတားအဆီးများကိုရင်ဆိုင်ရပါစေသူမကယူမဆိုင်တရားယုံလာပြီသူမ၏နောက်ထပ်စစ်မြေပြင်ဖြစ်လာလိမ့်မည်ဟုသူမတွေးလိုက်သည် ဘုံမှုတိတာဤမောင်ဖြစ်သူအောင်ကျော်ကိုလွမြောက်စေရန်ကြိုးပမ်းမှုသည်ရဲစခန်းရင်ဆိုင်တွေးဆမှုလေးနှင့် မပြီးဆုံးခဲ့ပေရဲစခန်းမှထွက်လာသည်နှင့်သူမသည်ရန်ကုန်စစ်တရားရုံးတွင်တာဝန်ထမ်းဆောင်နေသောတက်မတော်ဥပဒေအရာရှိတငယ်ချင်းဖြစ်သူဘုံမှုခင်မျိုးထံသို့ချက်ချင်းဖုံးဆက်သွယ်ခဲ့သည်ကောက်ချစ်စင်းလဲသောရဲအုပ်ပတင်ကိုရင်ဆိုင်ရန်အတွက်မှန်ကန်သော မဟာဗျူဟာနှင့်ထောက်ခံမှုများလိုအပ်ကြောင်းတိတာကောင်းစွာသိသည်ခင်မျိုးငါကိုအကူအညီပေးပါဦး တီတာကဖုံးနှဲမှအရေးတကြီးပြောလိုက်သည် သူမသည်အောင်ကြော့ဖန်းခံရခြင်းမှစ၍လက်စားချေလိုစိတ်ပြင်းပြနေသောဘတ်တင်နှင့် တွေ့ဆုံခဲ့ရခြင်းအထိအဖြစ်ပြက်အားလုံးကိုပြောပြခဲ့သည်ညံကောင်းပြီးလျင်မြန်သောခင်မျိုးကဘယူးတဆိုင်နားထောင်နေသည်အတိတ် ငါသူ့ကိုမှတ်မိတဲ့အမြဲတမ်းပြဿနာရှာတက်တဲ့သူပဲဟုသူမကဆိုသည် အတိတ်ကအညိုးအသေးတွေဆိုတော့ဒီကိစ္စမှာတခုခုတော့လွဲနေပြီးတီတာငါတို့သူ့ရဲ့တကယ်ရည်ရွယ်ချက်ကိုစုံစမ်းရမယ်သူတို့နှစ်ဦးအစီအစဉ်များစတင်ရေးဆွဲကြသည်တီတာသည်ရွာသို့ပြန်သွားပြီးတက်တေအစာအနာများကိုစုဆောင်းသည် သူမသည် အောင်ကျော်အိမ်ကြီးချင်းများအောင်ကျော်မကြာခဏထိုင်တက်သောလက်ဖက်ရည်ဆိုင်ဦးလာမောင်ဤငွေမြူရေးချမ်းမှအလုသမားများကိုပင် တွေးဆမေးမြန်းခဲ့သည်ရွာသားအများစုကစကားပြောရန်ကြောက်ရွံ့နေကြသည်ရဲအုပ်ပတင်းနှင့်ဦးလာမောင်တို့ဤနမေသည် သူတို့ကိုနှုတ်ဆက်စေရန်လုံလောက်သည် ။ဦးလမောင်ရဲ့စိတ်တွေကမကြာခဏလွတ်ထွက်တတ်ပါတယ်။ဘိုးမှုဟုတီတာလေကွင်းဆက်တွင် တိတ်တဆိတ်တွေ့ဆုံခဲ့သောခြံလုံသမားတဦးကတိုးတိုးလေးပြောသည်။ဒါပေမဲ့ဒီတခါတော့ကိုအောင်ကျော်တဲဘေးမှာကွက်တိဖြစ်နေတာတော့ထူးဆန်းတယ်။တမင်တက်တက်လှုပ်ထားသလိုပဲထိုတဲ့င်းအချက်လက်ကတီတာဤတန်လျာကို ပုံမိုခိုင်မာစေခဲ့သည်။ တစ်ချိန်တည်းမှာပင်ခင်မျိုးသည်ဥပဒေပိုင်းဆိုင်ရာဘက်မှလှုပ်ရှားနေသည် သူမသည်ရဲတပ်ဖွဲ့အတွင်ရဲဥပဒေ၏နောက်ကျောင်းရာဇဝင်ကိုစုံစမ်းပြီး ပထမဆုံးယုံကြည်အတွက်ခိုင်မာသောဥပဒေဆိုင်ရာများပြင်ဆင်နေသည် သူမသည်တရားရုံးဘက်မှလည်းမတင်ကားဘွယ်အခြေအနေများကိုအနံ့ခံမိနေသည်တီတာနှင့်မောင်အမှုကိုကင်တွယ်မဲ့တရားသူကြီးဦးမြင့်စွေက နမေကောင်းမရှိဘူးလို့တည်င်းကြတယ်။ခုခင်မျိုးကတညရင်ဖုံးခင့်ပြောသည် သူကအမှုနိုင်အောင်လက်ထိုးတာတွေလက်ခံတတ်တယ်လို့သတင်းထွက်နေတယ်။တီတာဤစိတ်ထဲတွင်ဗလာနှစ်ထိဖြစ်သွားသည်လက်ပေးလက်ယူမှုတရားသူကြီးပါပါဝင်ပတ်သက်နေပါကဤတိုက်ပွဲသည်ပုံမှုခက်ခဲလိမ့်မည်သို့သော ထိုစိတ်ပြတ်အားငယ်မှုသည် မကြာမီပင်ပြင်းထန်သောဒေါသအဖြစ်သို့ပြောင်းလဲသွားသည် သူမသည်တရားမျှတမှုကိုအင်ဂျေကင်ဂျာခံမီမဟုတ် အထူးသဖြင့်သူမ၏မောင်နှင့်ပတ်သက်လာလျင်ပို၍ပင်ဖြစ်သည် ယုံကျိနေသို့ရောက်ရှိလာသည်တရားယုံခန်းသည်စူးစမ်းလိုသောရွာသားများအောင်ကြောလို့ပေါ်ကင်ဖက်အချို့နှင့် မောက်မာသောမျက်နှာထားဖြင့်ရဲအုပ်ပတင်းတို့ဖြင့်ပြည့်ကျက်နေသည်တရားခံနေရာတွင် အောင်ကြောသည်ကိမာသောမျက်နှာဖြင့်ထိုင်နေပြီးတီတာကိုမျောလင်းချက်အပြည့်ဖြင့်ကြည်နေသည်တရားသူကြီးဦးမြင့်စွေတရားယုံခန်းထဲသို့ဝင်လာသောအခါတီတာသည် သူ၏အမူအရာတိုင်းကိုအကဲခတ်နေသည်သို့သောသူ၏မျက်လုံးထဲတွင်ခင်မျိုးပြောခဲ့သော ကောလာဟာလာများကိုတေချာစေသည့်တစုံတစ်ခုရှိနေသည်မယိုးသားမှု၏အရေးအယောင်သည် အလွန်သိပ်သေးနေသည်တရခွင်စတင်သည်တရလိုရှိနေကစွဲချက်များကိုပြက်သားစွာဖက်ပြပြီးစိတ်ခိုးမှုအသေးစိတ်နှင့် အောင်ကျော်ကိုအပြစ်ရှိစေသောတတ်တေများကိုတင်ပြသည် သူတို့သည်ဦးလာမောင်၏ယုံကြည်ပွဲထွက်ဆိုချက်နှင့် အောင်ကြောက်တဲ့အနည်းတွင်စိတ်ကိုတွေးရှိခဲ့သည့်အစီရင်ခံစာတို့ကိုတင်ပြသည်ရဲအုပ်ပတင်သည်နောက်တန်းတွင်ထိုင်ရင်းအောင်ပွဲသည်သူ၏လက်ထဲတွင်ရှိနေသည့်အလားခပ်ပါပါပြုံးနေသည်ခုခံချေပရန်အလှဲ့တွင်နိုင်ငံတော်မှချမှတ်ပေးသောရှေ့နေငယ်လေးကညင်းဆိုရန်စ조사သည်သို့တော်သူသည်တရားသူကြီးဦးမြင့်စွေ၏ဆူရှသောအကြည့်ရှိတွင်ယုံကြည်မှုမရှိဘဲစိတ်လှုပ်ရှားနေပုံရသည် ထို့နောက်တီတာဤအလှည့်ရောက်လာသည်သူမသည်တရားသူကြီးအဖွဲထံမှတသက်နှင့်မိသားစုဝင်တဦးအနေဖြင့်ထွက်ဆိုခွင့်တောင်းပြီးမတည့်ရက်လိုက်သည်မျိုးလုံးအလုံးသည်သူမထံသို့စုပြုံရောက်ရှိလာသည်သူမဝတ်ဆင်ထားသောတက်မတော်ယူနီဖောင်းသည်အခြားတပ်သေးများနှင့်မတူပဲခိုင်မာသောဩဇာအရှိန်အဝါကိုပေးစွမ်းနေသည် ရှင်းလင်းပြတ်သားသောအတန်ဖြင့်တီတာသည်သူမစုဆောင်ထားသည်များကိုစတင်ဖော်ထုတ်ခဲ့သည် သူမသည်စိတ်ကို တွေးရှိခဲ့ပုံမှမမှန်မကန်ဖြစ်နေမှုများသူမမောင်သည်ခိုးယူရန်မဖြစ်နိုင်ကြောင်းနှင့် အရေးကြီးဆုံးအချက်ဖြစ်သောရဲအုပ်ပရင်ဤပုဂ္ဂိုလ်ရေးဆိုင်ရာရည်ရွယ်ချက်ကိုထည့်သွင်းပြောဆိုခဲ့သည်တရားသူကြီးမင်းခင်များအတီတာကတရားသူကြီးဦးမြင့်စွေကိုတဲ့တဲ့ဆိုက်ကြည့်ရင်ဆိုသည်ဒီအမှုဟာတာမန်စိတ်ခိုးမှုတစ်ခုမဟုတ်ပါဘူး ဒါဟာသူ့ရဲ့အာနာကိုအလွဲသုံးစားလုပ်တဲ့ဥပဒေစိုးမိုးရေးဝန်ထမ်းတဦးကကြိုးကင်ထားတဲ့ပုံကိုရေးလက်စားချေမှုတစ်ခုဖြစ်ပါတယ်။တရားရုံးခန်းတစ်ခုလုံးတိတ်ဆိတ်သွားသည်ရဲအုပ်ပတင်သည်ချက်ချင်းပင်မျက်နှာဖြူဖြော့သွားသည်တရားသူကြီးဦးမြင့်စွေသည်မျက်မှောင်ကျုပ်လိုက်ပြီးသူ၏မျက်နှာအမူအရာသည်အနှဲငယ်စိတ်မတက်မသားဖြစ်နေပုံကို ပြသနေသည်တီတာသည် သူမဘုံတလုံးပြချလိုက်ပြီးဖြစ်ကြောင်းတီလိုက်သည်တကယ်တိုက်ပွဲက အခုမှစတင်ခြင်းသာဖြစ်သည် ဘုံမှုတီတာဤစကားများသည်နေခင်းကြောင့်တောင်မိုးချိုးပစ်ချလိုက်တကယ်တို့ပင်တိတ်ဆိတ်နေသောတရားယုံခန်းသည်တီတိုးစကားတန်များဖြင့်ဆူညံသွားသည်မောက်မာနေခဲ့သောရဲအုပ်ပတင်သည်စိတ်မငြိမ်မသက်ဖြစ်နေပုံရသည်တတေတရားသူကြီးဦးမြင့်စွေကအတန်ကိုမြင့်၍ဆိုသည်ကျေးဇူးပြုပြီးအချက်လက်နှင့်တတေအပေါ်မှာပဲအာယုံဆိုင်ပါဥပရေစိုးမိုးရေးဝန်ထမ်းတို့အပေါ်ခမည်းရဲ့ဆွဆွဲချက်ကအလွန်ပြင်းထန်ပါတယ် ပြင်းထန်လို့ပဲဒါကိုဖော်ထုတ်ဖို့လိုအပ်တယ်လို့ကျမခန်းစားရတာပါတရားသူကြီးမင်းတီတာကထိမ့်ချုပ်ထားတော်လဲနေနဲ့တော့အတန်ဖြစ် ပြန်လဲခြေပသည်ဒီအမှုမှာရဲဥပဒင်းရဲ့ပုပ်ကိုရေးဆိုင်ရာရည်ရွယ်ချက်နဲ့ပတ်သက်ပြီးခိုင်လုံတဲ့သတင်းချက်လက် ကျမမှာရှိပါတယ်ဒါဟာစိတ်ခိုးမှုတသက်မဟုတ်ပဲအတိတ်က သူကျူးလွန်ခဲ့တဲ့ငွေညှစ်မှုကို ကျမဖော်ထုတ်ခဲ့တဲ့အတွက်လက်စားချေကြိုးပမ်းမှုဖြစ်ပါတယ်ပတိမျက်နာသည်ညည်းတက်လာသည် တီတာဤမြလောက်အထိပြောလိမ့်မည်ဟုသူမထင်ထားခဲ့ပေကန့်ကွက်ပါတဲ့တရားသူကြီးမင်းဒီတက်တေကအာယုံလွှဲပြီးကျွန်တော်ရဲ့ဂုံတိတ်ခါကိုညှိုးနှွမ်းအောင်လုပ်နေပါတယ်ဘာဒင်းကထိုင်ရာမှထား၍အော်ဟစ်လိုက်သည်ကန့်ကွက်ချက်ကိုလက်ခံတဲ့တက်တေအမှုရဲ့အဓိကအကြောင်းအရာကိုပဲပြန်ပြောပါတရားသူကြီးဦးမြင့်စွေကသူကိုတစ်ချက်ထုတ်ရင်ပြက်သားစွာပြောလိုက်သည်သို့တော်သူ၏မျက်လုံးများကပဒင်းထံသို့မကြာခဏရောက်သွားသည် တီတာသည်မကြောက်ရွံ့ခဲ့ပေသူမသည်တန်တရားမျိုးစေ့ကိုချလိုက်ပြီးဖြစ်ကြောင်းသိသည်သူမသည်အခြားမမှန်မကန်မှုများကိုဆက်လက်တင်ပြခဲ့သည်တရားသူကြီးမင်းခိုးယူခံရတယ်လို့ဆွဆွဲခံထားရတဲ့စိတ်ကိုကျမမောင်အောင်ကျော်ရဲ့တဲရှိမှာကွက်တီတွေ့ရှိခဲ့ပါတယ်တကယ်တော့အဲ့ဒီတဲကသွာလာရခတ်ပြီး လွတ်နေတဲ့စိတ်တွေဖြတ်တန်းသွားလာလေးမရှိတဲ့နေရာမှာရှိပါတယ်။ဒါကတိုက်ဆိုင်မှုလို့ပြောရမှာထက်ပိုနေပါတယ်စိတ်ကတမင်တကာအဲ့ဒီနေရာမှာထားခဲ့သလိုပါပဲ။တကယ်လို့ရှိနေကညင်းဆိုရင်စူးစားသည်ဒါကခမန်းချက်တသက်ပါပဲတက်တည်တကယ်တမ်းမှာ စိတ်ကအဲ့ဒီနေရာမှာရှိနေခဲ့တာအမှန်တရားပါပဲ။အမှန်တရားကိုဖန်တီးလို့ရပါတယ်တရားသူကြီးမင်းတီတာကစူးရှစွာခြေပသည့် ကျမမရဲအုပ်ပတင်းကမွေးမြူရေးချမ်းပိုင်ရှင်ဦးလာမောင်နဲ့ကျမမောင်မဖန်းခံရခင်ရက်နေငယ်အလိုမှာတိတ်တဆိတ်အကြိမ်ကြိမ်တွေးဆောင်ခဲ့တာကိုမြင်တဲ့တက်တေလည်းရှိပါတယ်။ပရိသတ်ထိုင်ကုန်များမှဒီတိုးတန်များစတင်ထွက်ပေါ်လာသည်။အစာပိုင်းတွင်နှုတ်ဆိတ်နေခဲ့သောရွာသားအချို့သည်ယခုအခါတီတာပြောစကားများကိုစိတ်ထဲမှ ထောက်ခံရင်းအချင်းချင်းကြည့်ရှုနေကြသည်။တရားသူကြီးဦးမြင့်စွေသည် လေးနက်စွာစဉ်းစားနေပုံရသည်။ သူသည်ပတိဤနမေဆိုးကိုကောင်းစွာတည်သည် ကျမမောင်အတွက်စစ်မှန်တဲ့တရားမျှတမှုကိုရရှိဖို့အခွင့်အရေးပေးပြီးတင်ပြခဲ့တဲ့တက်တေအထောက်ထားတွေကို ပြန်လည်စဉ်းစားပေးဖို့တရားသူကြီးမင်းကို တောင်းဆိုပါရယ်ဟုတီတာက မျှော်လင့်ချက်အပြည့်ဖြင့်ပြောဆိုလိုက်သည်တီတာထိုင်ကုန်သို့ပြန်သွားသောအခါအောင်ကြော့ကြည့်သည်ကျေးဇူးတင်မှုများဖြင့်ပြည့်နှက်နေသည့်တရားသူကြီးဦးမြင့်စွေသည် အမှုခွင်ကို ရွှေ့ဆိုင်းရန်ဆုံးဖြတ်လိုက်ပြီး တင်သွင်းခဲ့သောတသက်အထောက်အထားအလုံးကိုပြန်လည်စဉ်းစားရင်တရားသူကြီးအဖွဲ့အားအချိန်ပေးခဲ့သည်သူသည်ဤအမှုတွင်ပူးပေါင်းကြံစည်မှုနှင့်လုံခြံဖန်တီးမှုများရှိနေသည်ဟုသောဆွဆွဲချက်များနှင့်ပတ်သက်၍နောက်ထပ်စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်လည်းညွှန်ကြားခဲ့သည်ရဲအုပ်ပတင်သည်တရားရုံးခန်းထဲမှညီမြန်းနေသောမျက်နှာဖြင့်ထွက်သွားခဲ့သည်သူ၏အစီအစဉ်များပျက်စီးသွားခဲ့ပြီဖြစ်သည်ယုံကျေးရွှေဆိုင်လိုက်ခြင်းသည်ဘုံမှုတီတာအတွက် အရေးကြီးသောအချိန်ကိုရရှိစေခဲ့သည့်ရဲအုပ်ပဒင်သည် လက်လျှော့မည်မဟုတ်ကြောင်း သူမသိသည်ထို့အပြင် သူမသည် မျက်မြင်မရသောဖိအားများကိုလည်းခံစားနေရသည်သူမ၏ဥပဒေအရရှိတငယ်ချင်းခင်မျိုးနှင့်အတူငွေမြူရေးချံပိုင်ရှင်ဦးလာမောင်ဤနောက်ကျောင်းကိုပုံမှန်ဆိုင်စွာစုံစမ်းခဲ့ကြသည်ဦးလာမောင်ဤရုတ်တရက်ချမ်းသာလာမှုနှင့် အာနာပိုင်အချို့နှင့်ရင်းနှီးမှုနောက်ွယ်တွင်မကောင်းသောဇလံများရှိနေသည် တီတာဦးလာမောင်ကအစိုးရထောက်ပံ့တဲ့မြေဩဇာတွေကိုမှောင်ခိုလုပ်နေတယ်လို့သတင်းကြားတယ်။ခုခင်မျိုးကအညရင်တိုးတိုးလေးပြောသည်ပြီးတော့ဘာကြောင့်မှမသိဘူးသူ့အမှုတွေကအဲ့ဒီရဲစခန်းမှာဆိုအများရန်အေးစေပဲတီတာမျက်မှောင်ကျုပ်လိုက်သည်မြေဩဇာဤဒီမှာရည်ရွယ်ချက်အစ်စ်ဖြစ်နိုင်သည် အောင်ကျော်သည်မတော်တဆတစုံတစ်ခုကိုမြင်တွေ့သူမဟုတ် သိရှိသွားသောကြောင့်ဦးလာမောင်နှင့် ဘာတင်တို့ထိတ်လန့်သွားပြီးသူ့ကိုစိတ်ခိုးမှုဖြင့်ထောင်ချောက်ဆင်လိုက်ခြင်းဖြစ်နိုင်သည်သူတို့နှစ်ဦးသည်ပုံမိုရဲတင်းသော မဟာဗျူဟာကို ရေးဆွဲကြသည်တီတာသည် အောင်ကြောက်ကိုလွမြောက်ရေးတစ်ခုတည်းကိုသာအာယုံဆိုင်တော့မည်မဟုတ်ပဲပုံမိုကြီးမားသောကွန်ရက်တစ်ခုကိုပါဖော်ထုတ်ရန်ဆုံးဖြတ်လိုက်သည်ရုတ်တရက်တီတာသည်ချင်းချောက်မှုများကိုစတင်ခံစားလာရသည် အမည်မသိဖုံးခေါ်ဆိုမှုများသူမကိုနောက်ယောင်ခံလိုက်သောကားများသူများကိစ္စကိုဝင်မရှုပ်ဖို့တတိပေးသောချင်းချောက်စာတို့များလည်းလက်ခံရရှိခဲ့သည်သို့သောထိုချင်းချောက်မှုများသည်တီတာဤစိတ်သက်ကိုပုံမူတောက်လောင်စေခဲ့သည်သူမသည်တက်မတော်သားတဦးဖြစ်ပြီးချင်းချောက်မှုများကိုရင်ဆိုင်ရန်နှင့်ပြည်သူကိုကာကွယ်ရန်လေ့ကျင့်သင်ကြားထားသူဖြစ်သည်တစ်ဖက်တွင်လည်းရဲအုပ်ပတင်သည်ထောင်ပိတ်မိနေသည်ဟုခံစားနေရသည် တီတာတရခွင်တွင် သူ့နာမည်ကိုထည့်သွင်းပြောဆိုခဲ့ပြီးနောက်သူသည်အထက်ရာရှိများ၏ခေါ်ယူစစ်ဆေးမြင်းမြန်းခြင်းကိုခံခဲ့ရသည်သူသည်ဦးလာမောင်ကိုပြန်လည်ဆက်သွယ်ခဲ့သည်ဒါအနေရရှိရပြအဲ့ဒီတက်မတော်ကမိန်းမကအားလုံးကိုအနံ့ခံမိနေပြီးသူ့ကိုရက်တန့်အောင်လုပ်မှဖြစ်မယ်သူတို့နှစ်ဦးသည်ပုံမစနစ်ကြပြီးရက်ဆက်သောတံပြန်တိုက်ခိုက်မှုကိုစီစဉ်ကြသည်တီတာကိုတရားရုံးသို့မလာနိုင်အောင် လုပ်ရမည်ဟုပတင်ကကောက်ကျစ်စွာပြုံးရင်ပြောသည် ယုံကျိမတိုင်မီရဲ့အနေငယ်အလိုတွင်အချုပ်သေးရှိအောင်ကျော်ထံသို့ဧည့်သည်တဦးရုတ်တရက်ရောက်လာသည် ထိုသူသည်တီတာမဟုတ်ပဲအရဝတ်ဖြစ် ကိုလုံးကိုယ်ရဲတုတ်ခိုင်သောအမျိုးသားတဦးဖြစ်သည် ထိုသူကအောင်ကျော်အနာသို့ကတ်လာပြီးချင်းချောက်သောအကြည့်ဖြင့်ကြည်ကားမင်းအမဘာမှမဖြစ်စေခြင်းယင်းမင်းတကယ်စိတ်ခိုးခဲ့တယ်လို့တရားရုံးမှာထွက်ဆိုလိုက်အားလုံးအစဉ်ပြေသွားလိမ့်မယ်ဟုတိုးတိုးလေးပြောသည်မဖြစ်သူပေါ်ချင်းချောက်မှုသည် အောင်ကျော်ဤအားနည်းဆုံးအချက်ဖြစ်သည် သူသည်တီတာကိုအရာရာထက်ပို၍ချစ်သည် အမဖြစ်သူဤလုံခြုံရေးအတွက် သူမကျူးလွန်သောအပြစ်ကိုဝန်ခံရန်စိတ်ကူးသည် သူဤစိတ်ထဲသို့တဖြည်းဖြည်းဝင်ရောက်လာသည်စောင့်မျှော်နေရသလိုယင်တထိတ်ထိတ်ဖြစ်နေရသောနနက်ခင်းသို့ရောက်ရှိလာသည်အောင်ကျော်အမှုဤနောက်ဆက်တွဲယုံချင်းဖြစ်သည်တရားသူကြီးဦးမြင့်စွေသည်တရားခွင်ကိုပြန်လည်ဖွင့်လှစ်လိုက်သည် တရားခံအောင်ကျော်တရားသူကြီးအတန်ကတရားရုံးခန်းထဲတွင်ပြန့်နှံ့သွားသည် ခမည်းမှာထက်မှန်ဖြည့်ဆွက်ပြောကြားလိုတာဒါမှမဟုတ် အရင်ထွက်ဆိုချက်ကို ပြင်ဆင်လိုတာရှိပါသလားတီတာအသက်ကိုအောင်ထားလိုက်သည် သို့တော်နောက်ဆက်တွဲဖြစ်ရသည် သူမ၏နှလုံးသားကိုအစိမ့်စိမ့်အမှားမှားကြေမွသွားစေခဲ့သည်အောင်ကျော်သည်ခေါင်းကိုမော့ကာတီတာကို နောင်တရသောအကြည့်ဖြင့်တစ်ချက်ကြည့်ပြီးနောက်တရားသူကြီးဘက်သို့လှည့်လိုက်သည် တရားသူကြီးမင်းခင်များကျွန်တော်ကျွန်တော်ကျူးလွန်ခဲ့တာကိုဝန်ခံပါတယ်စိတ်ကိုခိုးခဲ့တာကျွန်တော်ပါပဲတရားရုံးခန်းသည်ချက်ချင်းပင်ဆူညံသွားသည်တရလိုရှိနေကကျေနက်စွာပြုံးလိုက်သည်ရဲအုပ်ပတင်းကခေါင်းကိုညှိရင်သူဤကောက်ကျစ်သောအပြုံးသည်ပုံမူကျဲပြန့်လာသည်တီတာသည် အေးခဲသွားသည်သူမကြားလိုက်ရသည်ကိုမယုံနိုင်ဖြစ်နေသည်သူမ၏ရိုးသားသောမောင်အောင်ကျော်ကသူမကျွလွန်သောပြစ်မှုကိုဝန်ခံလိုက်သည် တီတာသည်အောင်ကျော့ပါပြင်ပေါ်မှ မျက်ရည်များစည်းကျနေသည်ကိုမြင်လိုက်ရသည်သူမမောင်သည်ကြီးမားသောဖိအားအောက်တွင်ရှိနေကြောင်းသူမသိလိုက်သည်အောင်ကျော့မိမာရီပြောနေတာလဲတီတာကကျဲလောင်စွာအော်ဟစ်လိုက်သည်သူမသည်ရှေ့သို့တိုးရန်ကြိုးစားတော်လဲတရားရုံးလုံးကြုံရေးများကသူမကိုတားဆီးထားသည်တီတာဤနှလုံးခုန်တံများမြန်ဆန်လာပြီးဒေါသများကထိမနိုင်သိမရဖြစ်လာသည်ဤဒီမှာဗတ်တင်နှင့် သူဤလူများဤလက်ချက်ဖြစ်ကြောင်းသူမတိလိုက်သည်ခမားကလူယုံမှာပဲတီတာကတရားသူကြီးဤတတိပေးချက်ကိုလစ်လျူရှုကအော်ဟစ်လိုက်သည်ခမားကျမမောင်ကိုချင်းချောက်တဲခမားရဲ့ပုပ်ကိုရည်အမျိုးတည်းအတွက်မှန်တရားကိုလှည့်စားတယ်ဘာတင်အံ့ဩသွားသည်တီတာကတရားခွင်တွင်ဤမြလောက်ပောက်ကွဲလိမ့်မည်ဟု သူမထင်ထားခဲ့ပေတရားသူကြီးမင်းကို ကျမတောင်းဆိုပါတယ်အောင်ကျော်ကခိုးဖို့မဖြစ်နိုင်ပါဘူး တီတာကမျိုးလုံးများတောက်လောင်ရင်ထက်မှန်အော်ဟစ်သည်ဒီဝင်ခံချက်နောက်ွယ်မှာဖိအားပေးမှုတွေချိန်ချောက်မှုတွေရှိနေပါတယ်သူပဲဒီအမှုရဲ့တရားခံစစ်စစ်ပါ သူပဲကျမမောင်ကိုထောင်ချောက်ဆင်ခဲ့ပြီးအခုလည်းချိန်ချောက်နေတာပါတရားသူကြီးဦးမြင့်စွေသည်သူကိုအကြိမ်ကြိမ်ထုရင်ယုံချင်းကို ရွှေ့ဆိုင်းလိုက်တယ်ယုံချင်းကို ရွှေ့ဆိုင်းလိုက်တယ်ဒီခန်းကိုရှင်းလင်းပေးပါတရားရုံးခန်းထဲတွင်ပယံမရာဖြစ်သွားသည်တီတာသည် လုံးကြုံရေးများဤဆွဲထုတ်ခြင်းကိုခံရတော်လဲသူမ၏မျက်လုံးများကပရင်ထံမှမခွာခဲ့ပေ။တရားရုံးခန်းထဲမှပောက်ကွဲမှုအပြီးတွင်ဘုံမှုတီတာသည် လုံးကြုံရေးများဤဆွဲထုတ်ခြင်းကိုခံခဲ့ရသည် သူမ၏ဒေါသသည်ယခုအခါဆူးရှသောအာယုံဆိုင်မှုအဖြစ်သို့ပြောင်းလဲသွားသည်တီတာသည်အောင်ကျော်ကိုတယောက်တည်းတွေးဆောင်ခွင့်ရရန် ကြိုးပမ်းခဲ့သည်။ရှင်းမြောင်းပြီးမှောက်မိုက်သောအချုပ်ခန်းထဲတွင် အောင်ကျော်သည် မျက်နှာညှိုးငယ်စွာဖြင့် ထိုင်နေသည့်တီတာကိုမြင်သောအခါသူသည်အမဖြစ်သူကိုတင်းကျက်စွာဖတ်ထားလိုက်ပြီးမျက်ရည်များတွန်ချလိုက်သည်ကျွန်တော်ကိုခွန့်လွတ်ပါအမသူတို့အမကိုထိခိုက်အောင်လုပ်မယ်လို့ချင်းချောက်လိုပါအောင်ကျော်သည်အဖြစ်ပြက်အားလုံးကိုတိုးညင်းသောအတန်ဖြင့်ပြောပြခဲ့သည်တီတာသည် ောင်ကျော်ကိုအားပေးစကားပြောရင်းထိုသူ၏ရုပ်ရည်တွင်ပြင်ကိုတတ်နိုင်သမျှရှင်းလင်းစွာဖော်ပြရန်တောင်းဆိုခဲ့သည်မကြောက်နဲ့အောင်ကျော်အမမင်းနဲ့အမေကိုကာကွယ်မယ်သူတို့ရဲ့မကောင်းမှုအားလုံးကိုငါတို့ဖော်ထုတ်ကြမယ်တစ်ချိန်တည်းမှာပင်ခင်မျိုးသည်လျင်မြန်စွာလှုပ်ရှားနေသည် သူမသည်ရဲစခန်း၏ခကြီးမှတ်တမ်းကိုရယူနိုင်ခဲ့သည် အမှန်ပင်ယုံကြည်မတိုင်မီနာယီနေငယ်အလိုတွင် ကိုလုံးကိုထဲတုတ်ခိုင်သောအမျိုးသားတအူးသည် အချုပ်ခန်းဧရိယာသို့ဝင်ရောက်သွားခဲ့သည်သူ၏လက်မောင်းတွင်တတူးတစ်ခုကို မထင်မရှားတွေ့မြင်ရသည်ထိုညတွင်တီတာနှင့်ခင်မျိုးတို့သည် ထောင်လန်းရေးချက်လက်များနှင့်ရဲမတန်းများကိုရှာဖွေခဲ့ကြသည် နောက်ဆုံးတွင်သူတို့သည်ထိုရုပ်ဝတ်စမ်းကြဲသောအမျိုးသား၏ရုပ်ရည်နှင့်တက်တူးနှင့်ကိုက်ညီသောနာမည်တစ်ခုကိုတွေ့ရှိခဲ့ကြသည်ဖိုးတွေဖိုးတွေသည်ပြစ်မှုဟောင်းရှိသူတဦးဖြစ်ပြီးချင်းချောက်ရန်အတွက်ငားရမ်းခြင်းခံရလေးရှိသူဖြစ်သည်တီတာသည်ယခုအခါအောင်ကျော်ဝင်ခံချက်ကိုခြေပရန်ခိုင်မာသောတက်တေကိုပိုင်ဆိုင်လိုက်ပြီးဖြစ်သည် ဘုံမှုတီတာသည်အလင်းစလိုမလုတ်ခဲ့ပေကဲမှတ်တမ်းကိုတရားရုံးတွင်တိုက်ရိုက်ပြသ၍မဖြစ်နိုင်ကြောင်းသူမသိသည်သူတို့သည်ဖိုးတေဤအထောက်ထားနှင့်ဘာတေးနှင့် ပတ်သက်ဆက်နွယ်မှုကိုပုံမိုခိုင်မာအောင်လုပ်ရန်လိုအပ်သည် ပထမဦးဆုံးအဆင့်မှာဖိုးတေကိုခြေရာခံခြင်းဖြစ်သည်ဖိုးတေသည်ရန်ကုန်မြို့စင်ကြီးဘုံရှိကဖေးတစ်ခုတွင် မကြာခဏတွေ့ရလေးရှိကြောင်းသတင်းရရှိခဲ့သည် တီတာနှင့်ခင်မျိုးသည် ထောင်လန်း၏အဖွဲ့ဝင်အချို့ကိုအယက်ဝတ်ဖြင့်ထိုကဖေးသို့ဆေလွတ်၍ဖိုးတေ၏လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်စေခဲ့သည်။ရန်အနေငယ်အကြာတွင်တီတာတရင်ရရှိခဲ့သည့်ဖိုးတေကဥလမောင်အတွက်အလုံးလုံးတဲ့သူတယောက်နှင့်မကြာခဏတွေ့တဲ့တီတာခင်မျိုးကတရင်ပို့သည့်သူတို့ကစာအိတ်တွေအပြန်အလှန်လဲလှယ်ကြတယ်။နောက်တစ်ဆင့်မှာဖိုးတေကိုထောင်ချောက်ဆင်ခြင်းဖြစ်သည့်ခင်မျိုးကဖိုးတေထံသို့ဖုံးဆက်ပြီး အောင်ကျော်ဘက်မှကိုစလဲအဖြစ်ဟန်ဆောင်ကနှုတ်ပိတ်ခတ်ပေးလိုကြောင်းပြောဆိုခဲ့သည်ခရစ်ဆောင်ရဲ့နေရာကိုမြို့ဆောင်ရှိစွန့်ပစ်ထားသောဂိုရောင်ဟောင်းတစ်ခုတွင် စီစဉ်ခဲ့သည့်ထိုဂိုရောင်တွင်တီတာဤထောင်လန်းရေးအဖွဲ့ကပြိုဝက်ကင်မရာများနှင့်အတန်ဖန်းဆက်များတပ်ဆင်ထားသည်တွေ့ဆုံမှုအတွင်ငွေမဲ့သောဖိုးတေသည် သူအောင်ကျော်ကိုအချုပ်ခန်းထဲတွင်မြည်တို့ချင်းချောက်ခဲ့ကြောင်းမောက်မာစွာပြောပြခဲ့သည် သူသည်လူကြီးတဦး၏ခိုင်းစေမှုဖြစ်ကြောင်းပင်ပြောဆိုခဲ့ပြီးသူ၏စကလုံးတိုင်းသည် ရှင်းလင်းစွာအတန်သွင်းခံထားရသည်ကို သူသတိမပြုမိခဲ့ပေဧည့်ကောင်လေးကကြောက်တတ်တဲ့သူ့အမကိုချင်းချောက်လိုက်တော့ပိုလွယ်သွားရောဖိုးတေဤဝန်ခံချက်အတန်ဖိုင်နှင့်ရဲစခန်းကတိကမှတ်တမ်းတို့ဖြင့်တီတာသည်လုံလောက်သောလက်နက်ခဲယမ်းများကိုပိုင်ဆိုင်သွားပြီဖြစ်သည် တရားယုံတိုက်ပွဲသည်မကြာမီပြန်လည်စတင်တော့မည်ဖြစ်ပြီးဒီတခါတော့ဘူမူတီတာသည် သူမ၏ဒေါသကိုထုတ်ဖော်ရန်အတင်းဖြစ်နေပြီဖြစ်သည်တရားခွင်အတွင်ပယံပရာဖြစ်မှုသည်တရားသူကြီးဦးမြင့်စွေကိုအံ့အားသင့်စေုံသာမကရဲအုပ်ပတင်းနှင့်ဦးလာမောင်တို့အပေါ်တွင်လည်းထိတ်လန့်မှုကိုဖြစ်ပေါ်စေခဲ့သည်ဘူမူတီတာ၏ဒေါသပေါက်ကွဲမှုနှင့်ဖိုးတေ၏တန်သွင်းခွေတို့သည် သူတို့၏ကစားပွဲပြီးဆုံးသွားပြီဖြစ်ကြောင်းသိစေခဲ့သည် ဘတင်းနှင့်ဦးလာမောင်တို့သည် အခွင့်အရေးကိုမြင်ပြီးတရားရုံးခန်း၏နောက်ဖက်တကားမှတိတ်တဆိတ်ထွက်ပြေးရန်ကြိုးစားကြသည်တီတာသည်သူတို့၏လှုပ်ရှားမှုကိုမြင်ဖြစ်အောင်မြင်လိုက်သည် သူတို့ကိုထွက်မပြေးစေနှင့်ဟုတီတာကဘတင်းနှင့်ဦးလာမောင်တို့ဘက်သို့ညွန်ပြရင်းအော်ဟစ်လိုက်သည်ထို့သောဘတင်းနှင့်ဦးလာမောင်တို့သည် တကားမှလွတ်မြောက်ပြီးတရားရုံးစင်ကြံသို့ပြေးထွက်သွားနိုင်ခဲ့ကြသည်ဟင်မျိုးလိုက် တီတာကခင်မျိုးကို အမိန်ပေးရင် သူမကိုယ်တိုင်လည်းနောက်မှလိုက်ပါသွားသည်။စင်ကြံတွင်ပြေးလိုက်တန်းကစားပွဲတစ်ခုစတင်ခဲ့သည်။ပဒင့်သည်အရေးပေါ်တကားကိုဆွဲဖွင့်ကတရားရုံးနောက်ဖက်ကားပါကင်သို့ထွက်ပြေးခဲ့သည်။အနက်ရောင်စပကားတစည်းက သူတို့ကိုစောင့်ဆိုင်းနေသည်။သူတို့ကိုကားပေါ်မတက်စေနဲ့ဟုတီတာအော်ဟစ်ရင်အချိန်မြင့်ပြေးလိုက်သည်စံကားသည်ဖြင်းင်းစွာစတင်နေသည်တီတာသည် ားအနာသို့ရောက်ရှိပြီးစစ်သားတဦး၏တုတ်ပြန်မှုဖြင့်ကားတကားကိုဖမ်းဆွဲရန် ခုန်တက်လိုက်သည်သို့သောကားကအရှိန်မြင့်လိုက်သဖြင့်တီတာဟန်ချက်ပြတ်သွားသည်မင်းတို့ကိုထွက်မပြေးစေရဘူးတီတာကပြင်းပြန်းစွာပြန်ထရင်ခါမဝေါ်ကီတော်ကီကိုဆွဲယူကာတရားရုံးအနီးတွင်အတင်းဆောင်ဆိုင်နေသော ထောင်လန်းရီအဖွဲကိုဆက်တွယ်လိုက်ပြီးပြစ်မှတ်ကအနက်ရောင်စာပနဲ့အဝေးပြေးလမ်းမကြီးဘက်ကိုဦးတည်နေတယ် ရန်ကုန်မြို့လမ်းမများပေါ်တွင် ရင်တထိတ်ထိတ်လိုက်လံဖန်းစည်းမှုတစ်ခုစတင်ခဲ့သည့်တီတာဤထောင်လန်းရေးအဖွဲ့သည်မတင်းဤထွက်ပြေးလမ်းကြောင်းကိုအ мян ဆုံးပိတ်ဆို့ခဲ့သည့်နောက်ဆုံးတွင်ကျင်းမြောင်းသောလမ်းကြားတစ်ခုတွင်မတင်းဤစပကားသည်ထောင်ပိတ်မိသွားခဲ့သည့်တီတာသည်ဗတ်တင်းဤကားတကားကိုဆွဲဖွင့်လိုက်သည် သူမ၏အကြီးကစူးရှနေသည်ကစားပွဲပြီးပြီးရဲအုပ်ပတင့်ခမားရှုံးပြီး တင်းသည်ခေါင်းကုန်ထားပြီးမျက်နာကဖြူလျှော့နေသည်သူ၏မောက်မာမှုများပျောက်ွယ်သွားခဲ့ပြီးတရားမျှတမှုသည်ကြီးဤလမ်းကြောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီးထိုလမ်းကြောင်းကိုမစုံမနစ်စ조사သောတက်မတော်ဘူမှုတဦးကကိုယ်တိုင်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ရဲအုပ်ပတင်းနှင့်ဦးလာမောင်တို့၏ဖန်ဆီးခံရမှုသည်ပြည်တွင်းမီဒီယာများတွင်သတင်းထိပ်ဆုံးသို့ရောက်ရှိသွားခဲ့သည်ဘူမှုတီတာ၏သူရဲကောင်းဆန်သောဇလန်းသည်မိခဲ့သို့ပြန့်နှံ့သွားခဲ့သည် ရဲတပ်ဖွဲ့ဤစီကံထိန်သိမ်းရေးဌာနသည်ရဲအုပ်ပတ်တင်ကိုအထူးကြမ်းမတ်စစ်ဆေးခဲ့သည် သူသည် အောင်ကျော်ကိုထောင်ချောက်ဆင်ခဲ့ကြောင်းနှင့်ဘူမူတီတာအပေါ်ပုပ်ကိုရေးအညိုတေးထားရှိခဲ့ကြောင်းဝန်ခံခဲ့သည်ဗရီဤဝန်ခံချက်သည် နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုများအတွက်တကားကိုဖွင့်ပေးခဲ့ပြီးဦးလာမောင်ပါဝင်ပတ်သက်နေသောမြေဩဇာမှောင်ခိုးကွန်ရက်ကြီးတစ်ခုလုံးကိုဖော်ထုတ်နိုင်ခဲ့သည် တရားသူကြီးဦးမြင့်စွေသည်ယာရုမနှုတ်ထွက်ရင်ဖိအားပေးခံခဲ့ရပြီးလက်ဆောင်မှုနှင့် အာနာအလွဲသုံးစားမှုတို့ဖြင့်တရားစွဲဆိုခံခဲ့ရသည်ယတတပတ်အနည်းငယ်အကြာတွင်ကျင်းပသောပြန်လည်စစ်ဆေးသည့်တရားခွင်တွင် အောင်ကျော်သည် အပြစ်မရှိကြောင်းကြေညာခြင်းခံခဲ့ရသည် အောင်ကျော်နှင့်သူ၏မိခင်တို့သည်ဝန်သားမျက်ရည်များဖြင့်တီတာကိုတင်းကျပ်စွာဖတ်ထားကြသည်ဂျေဇုတင်ပါれအမအမကကျွန်ုပ်ရဲ့သူရဲကောင်းပဲ လာအနေငယ်ကြပြီးနောက်ရဲအုပ်ပတင်းနှင့်ဦးလာမောင်တို့သည်ပြစ်ဒဏ်ကြီးလေးစွာချမှတ်ခံခဲ့ရသည်။အောင်ကျော်သည်ယခုအခါသူစစ်ထားစစ်တာထားခဲ့သောဝှျော်တွင်အလုလုံနေသည်။ဘုံမူတီတာ၏စစ်မှုထမ်းဘဝသည်အိုမိုတောက်ပလာခဲ့သည်။သူမ၏ရဲစွန်းတက်တီသည်တက်မတော်မှအထူးတလဲချီကျူးခြင်းကိုခံခဲ့ရသည်။သူမသည်ဥပဒေနှင့် တရားမျှတမှုကိုထိမ့်သိမ့်ယုံသာမကတက်မတော်သားတဦးသည်ပြည်သူလူထု၏အကာအကွယ်ဖြစ်ကြောင်းတည်တည်ပြခဲ့သည်။ သူမ၏ဇလန်းသည်စိတ်တက်ခွန်အားဖြစ်စေသောဇလန်းတပုတ်ဖြစ်လာခဲ့ပြီးအမှန်တရားသည် မုံတိုင်းများနှင့်ပြင်းထန်သောတိုက်ပွဲများကိုဖျက်ကျော်ပြီးနောက်နောက်ဆုံးတွင်ဤဤလမ်းကြောင်းကိုအမြဲတမ်းရှာဖွေတွေ့ရှိလိမ့်မည်ဟုသောတတိပေးချက်တစ်ခုဖြစ်လာခဲ့သည်တိတာသည် မတရားမှုကိုရင်ဆိုင်ရန်မကြောက်မရွံ့သော အမှန်တရားကိုဉာဏ်ခင်ကြရဲသူမိသူကိုမဆိုးချေမုံရန်အတင်းရှိနေသောတရားမျှတမှုဆောင်ရှောက်သူအဖြစ်လူအများ၏အမြင်တွင်ထင်ရှားကျော်ကြားလာခဲ့သည်